ရှင်။ဒါပြညချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ။ဒီနေ့မှတင်ဆက်ပေးမယ့်ဇလံလီကတော့ခဲဟိုရဲ့ရုံမစွာမရင်ချင်းမှုအပေါ်မှာညမရဲ့မျက်နှာထောက်ပြီးအိတ်ခန့်အတွင်းမှာစေးတောက်သေးတဲ့အမားဖြစ်သူရဲ့ရင်းနှင်းဖွယ်ဘဝအကြောင်းဆိုတဲ့စိတ်ဝင်စားပွဲဖြည့်ရမှန်ဇလံကောင်းလေးကိုလည်းခန်းစားနားဆင်အားပေးကြပါအောင်ရှင်။ ာဖွေးနှုရဲ့အလောင်းကိုကျွန်တော်တည်တည်ချာချာကြည့်နေမိတယ်။ဝမ်းနေမှုတွေထက်အံ့ဩမှုတွေကကျွန်တော်စိတ်ထဲမှာတေးရိပ်ပြေးနေတယ်။ပြီးတော့အံ့ဩစိတ်တွေအထုထိတ်ကိုရောက်လာချိန်မှာတန်တရားနဲ့မယုံကြည်မှုဆိုတာတွေကလည်းကျွန်တော်ကိုအဆိုးရွားဆုံးနိုင်ထက်ကလူပြုတ်လာကြတယ်။မာဖွေးနှုအလောင်းကိုသူတို့ဧကန်းတွေကဖျားဆင်ရှိမှကြကြနာနာပြင်ထားတယ်။တေးလွင်နဲ့အင်းကြီးအဝတ်စားတွေဝတ်ထားတယ်။မျက်နှာကိုလည်းပြုတ်ပြင်ချေတာထားကြတယ်။ ကြောင့်မဖွေးနှုတ်ကိုမြင်ရတာဟာတည်နေတဲ့သူနဲ့မတူစိတ်အေးလက်အေးနှစ်နှစ်ချင်ချင်အိပ်ပျော်နေတဲ့ပုံပဲအထူးသဖြင့်တော့သူကောင်းမှဝေးနေအောင်ပန်းထားတဲ့စပယ်ပန်းတွေကိုကျွန်တော်တရီထားမိတယ်။သူကောင်းကစပယ်ပန်းတွေကိုမြင်ရမှကျွန်တော်ရဲ့တန်တရားနဲ့ထုတ်ပို့ထားတဲ့မယုံကြည်မှုတွေဟာပေါက်ကွဲမတဲဖြစ်လာတယ်။စပယ်အသက်တမနဲ့လို့ဆိုရအောင်ဘယ်ပန်းတွေကရော တနေ့တည်းရက်ထပ်ပူပြီးတလခံကြလို့လဲမ။ပန်းဆိုတာဒီလိုပေါ့ကွာ။ ဟုတ်ပါတယ်။ဘန်းအောင်တိတ်မသိတော့ဘယ်ဘန်းတွေဟာတာရှိခံနေဆိုတာမောင်မသိပါဘူး။ဒါပေမဲ့စပယ်ဟာအနွမ်းလွယ်တဲ့အကြွေလွယ်တဲ့ပန်းမို့မောင်ဖွေးကိုမပန်းစေချင်တာပါ။ဥပမာကွာဘရောက်ပန်းဆိုရင်ပူဆိုးသေးတယ်။အဲ့ဒီတော့မောင်ဖွေးနူကတရက်လေးပေါ်အောင်ပြုံးနေ။မောင်ကဟိုတချင်းလေးကလို့ပန်းနမိတ်ကိုကြောက်နေပြီထင်နေ။မောင်တတိထားမိမလားမသိဘူး။အဲ့ဒီလိုမောင်ပြောတဲ့အကြွေစောတဲ့ပန်းတွေဟာ ပွင့်ကြတော့လေလှိုင်လှိုင်ပွင့်တတ်ကြပါရဲ့ဘရောက်ဆိုလေကြည့်သူ့ရာစီရောက်ရင်ပွင့်လိုက်တာအောတိုက်လို့ဖွေးကြိုက်တဲ့စပယ်ပန်းဆိုရင်လေတမနဲ့တမနဲ့ပွင့်လိုက်တာ ဖွေးပန်လို့တော့မနိုင်ဘူးအဲ့ဒီတော့ဖွေးရတဲ့ဘာမှစိတ်မပူပါနဲ့မအဲ့ဒီတော့ကဖွေးဖွေးနှုတ်နေတဲ့ဖွေးကိုယ်လုံးကလေးကိုကျွန်တော်အပါတိဟာဖတ်ထားမိသေးတယ်မဖွေးနှုတ်တကူလုံးကတပယ်ပန်းတွေတင်းနေတယ်မျက်နှာမှာလည်းသွေးရောင်လွှမ်းနေတယ် စိတ်ရင်အားနဲ့တတ်ဆိုင်တဲ့အငွေသက်တွေဟာသူ့စီကနေကျွန်တော်စီကိုတော့ကူးဆက်လာတယ်လို့ပဲကျွန်တော်စိတ်ထဲကကြိတ်ပြီးပျော်နေမိတယ်နှလုံးရောဂါဆိုတာစိတ်နဲ့လည်းအများကြီးပတ်သက်ဆက်ဆိုင်နေစိတ်ထက်ခိုင်ကြီးလန်းဆန်းနေရင်ဘာမှစိုးရိမ်စရာမရှိဘူးလို့နှလုံးရောဂါရှိတဲ့မဖွေးနှုအတွက်ကျွန်တော်အားတက်သွားမိတယ်ခုတော့ဖွေးနှုသေးပြီသေးရတာမှအလွန်ပင်စိတ်ဆင်းရဲစရာ တခုခုနဲ့ကြုံရလို့ပြီးတော့အိတ်ဆေးတွေကြောင့်သေးရတာတဲ့ကျွန်တော်မယုံဘူး မယုံဘူးမယုံဘူးလို့အကျယ်ကြီးအော်ပြောလိုက်ခြင်းနဲ့မဖွေးနုနဲ့ကျွန်တော်ဘဝမဖွေးနုအနေနဲ့ကျွန်တော်ချစ်ခင်ကြီးမှာဘာမျှစိုးရိမ်စရာပူပန်စရာရှိလို့လေကျွန်တော်တို့နေတဲ့မြို့ကလေးမှာကျွန်တော်ရဲ့မိဘတွေကညောင်ဦးရင်စည်းထဲမှာလက်ခစားအလုပ်သမားတွေနဲ့ပရင်ဘူထောင်နေအချမ်းသာကြီးမဟုတ်တော့လူတဲဝင်ဆန့်အောင်တင်းနှောင်းတင့်တယ်နေနိုင်နေမဖွေးတို့မိဘတွေကညောင်ဦးရင်စည်းထဲမှာရွှေဆိုင်အပ်ထည်တွေကိုကျွန်တော်တို့ပရင်ဘူမှာအပ်တယ် ကိုင်းကျွန်းမီဆိုတယ်လို့သူမိဘတွေနဲ့ကျွန်တော်မိဘတွေဟာတာဟဇာတာတင်ကြပါရဲ့ကျွန်တော်နဲ့မဖွေးနှူးကဆယ်တန်းအောင်ပြီးဆိုင်ရမိဘတွေရဲ့လုပ်ငန်းမှာကူညီလောက်ကင်ပေးနေတဲ့အချိန်ပြီးတော့ကျွန်တော်တို့အကြောင်းကိုမဖွေးနှူးမိဘတွေကရုတ်တရိတ်တိတ်ဆိုတယ်လို့သိနေကြပါရဲ့ဒါပေမဲ့ကန့်ကွက်ဆန့်ကျင်တဲ့အရေးရောမတွေ့ရပါဘူးအချိန်တန်ရင်ကျွန်တော်တို့သဘောအတိုင်းဆောင်ရွက်ပေးမယ်ပုံပါပဲအဲ့ဒီတော့မဖွေးနှူးမှာဘာစိတ်ဆင်းရဲစရာရှိလို့လဲ ဘာကြောင့်အိတ်ဆေးတွေကိုအလွန်ကြုံတောက်ရမှာလဲကျွန်တော်တို့ဒီအဖြစ်ကို စီကာစင်ကစုံကစံကတွေ့ကြည့်တယ်လို့အဖြစ်မပေါ်ဘူးပြီးတော့ကြည့်ပါဦးမဖွေးနှုတ်ရဲ့သူနဲ့ကျွန်တော်နဲ့အနာဂတ်အတွက်မျော်လင့်ချက်ထားပုံကလေးတွေသူ့ကိုယ်သူတန်ဖိုးထားပုံကလေးတွေကိုတနေ့အဲ့ဒီနေ့ဆိုတော့ခုလိုဖွေးနှုတ်မသေးခင်နှစ်ပတ်လောက်ကလို့ကျွန်တော်ထင်နေရီးစားဘဝသူနဲ့ကျွန်တော်ကျွန်တော်အတိတ်အိမ်တန်းအိမ်မှာချင်းတွေ့ကြတယ်တွေ့ကြတော့ ဖွေးရဲ့မောင်တို့ချစ်ခဲ့ကြတာလေတနေ့ကျော်လို့နှစ်နှစ်နီးပါးရှိပါပြီအဲ့ဒီတော့အဲ့ဒီတော့မောင်ကဘာဖြစ်ချင်လို့လဲအော်လက်ထက်ပြီးတော့အတူနေချင်းပြီပေါ့ကွာဖွေးနေနိုင်ပြီမဲမောင်ကမနေနိုင်တော့ဘူးပထမမဖွေးနူကရီပောင်တစ်မျိုးနဲ့ရှိတယ်ပြီးတော့ကျွန်တော်မိဖုရားကို သူ့လက်ညှိုးနဲ့အသာထောက်တယ်မှတ်ထားမောင်တံပိုးကြီးတဲ့ပစ္စည်းကိုရဖို့ဆိုတာစောင့်ရတယ်။စောင့်ရင်းနဲ့လေ အဲ့ဒီပစ္စည်းရဲ့တန်မှုကကြီးတဲ့တဲ့ကြီးလာတတ်တယ်။ဖွေးကခုမြင်ခုကြိုက်ခုညားကြတဲ့မိမတွေလိုမဖြစ်ချင်ဘူး။အချိန်ကြာလေတန်မှုကြီးလေဖြစ်တဲ့ဖွေးရဲ့ဘဝကို မောက်လက်သေးကိုအပ်ချင်တာ။ဟုတ်ပါပြီဗျာ။အဲ့ဒီတော့မောင်ဘလောက်ဆောင်ရမှာလဲ။လာမယ့်သတင်းကျုပ်ပုံမောင်ရဲ့ခုမိုးဖြန့်မြိုင်ကြတော့ဆိုတော့သတင်းကျုပ်ဖို့နည်းနည်းလူသေးတာပေါ့။ဒါပေမဲ့ဒီလိုသူ့ရဲ့အချက်အတွက်အီယာမမျောလင်းချက်ထားပုံကိုကြားရတာဟာ သူစိတ်ဓာတ်ကိုခံမှန်းလို့ရတယ်။တဏီပြောရရင်မဖွေးတို့မှာအနာဂတ်ကိုစောင်းစားနေတော့ဘာစိတ်ဆင်းရဲစရာမှမရှိဘူးလို့ကျွန်တော်နားလည်မိတယ်။ဒါပေမဲ့တေပုံဆန်းလွန်းလို့ပါ။ဥပမာဒီလိုမျောလင်းချက်မြင့်မို့လောက်ရှိနေတဲ့မိမဟာမတော်တဆဖြစ်ရတဲ့ကုနဲ့ကားတိုက်လို့ရေနစ်လို့တေဆုံးရမယ်ဆိုရင် ကျွန်တော်အံ့ဩတန်ကြာဖြစ်နေမှာပါ။အခုတော့နှွေးလေးမှာမူးချိုးပြစ်လိုက်သလိုပဲကိုအော် ကိုစားကြရွှေကြည့်ပါအောင်ရှင်ကျမအမဖြစ်ပုံကိုနောက်ဖက်ကအတန်တတန်ကြားလို့ကျွန်တော်လှည့်ကြည့်လိုက်တော့မဖွေးနှုတ်ရဲ့အမွားညမမဖွေးဥကိုလူတယောက်နဲ့အတူဧကန်းထဲဝင်လာတာကိုတွေ့ရတဲ့သူရောက်ကအမဖြစ်သူမဖွေးနှုတ်နဲ့တတိယရဲပဲကိုလုံးကိုပေါ့မျက်နှာအနေထားစကားပြောတဲ့ပြောဟန်ဆူဟန်ကအစာတူတယ်မဖွေးဥရဲ့ပါကစပယ်တင်မှဲ့ကိုဒါမမြင်ရရင် မဖွေးနှုတ်ရေလိုက်လို့ပေါ်လာတဲ့တရက်ကလေးကိုသာမတွေ့ရရင်ညမချင်းမားနိုင်နေခုမဖွေးဥမျက်နှာတစ်ခုလုံးမှာမျက်ရည်တွေရွှဲလို့သူနဲ့ပါလာတဲ့စောကြွှေဆိုတဲ့သူကမဖွေးဥကိုတစုံတရာဖြောင်းဖျပြောဆိုနေတယ်။ညောင်ဦးရဲ့မျိုးအရှိပိုင်းကသူကကြောင်းပြီးတာ၃လနှစ်ရှိပြီ။ဒါပေမဲ့အယောင်ဝယ်သမားအသက်ကတော့ကျွန်တော်တည်း၃လနှစ်ကြီးမလားပဲ။သူတို့နှစ်ယောက်မဖွေးဥအလောင်းသားကိုယောက်လာတော့ ကျွန်တော်အလောင်းဘေးကနေနင်းနေခွာပြီးနောက်ဆုပ်ပေးလိုက်တဲ့စောကျော်ရွှေဆိုးတဲ့လူလေးကျွန်တော်လိုပဲမဖွေးနုအလောင်းကိုမယုံသင်္ကာရှိတဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေတာမြင်ရတယ်။မဖွေးဦးကတော့အမလီဖြည့်ရလေးအမရဲလို့ပြောပြီးတခြားခြားငိုနေတယ်။ကျွန်တော်တော့တပြင်းလေးလေးချလိုက်မိတယ်။ဘာကြောင့်ဖွေးနုဒီလိုတေးရတယ်ထင်တယ်လဲလို့နီးစက်တဲ့ပဝင်းချင်းမာရော ဖွေးဦးကိုရော ကျွန်တော်အချိန်ချင်းမိခဲ့ပြီးပြီ။ ဘသူကမှဖွေးနှုတ်သေးရတဲ့အကြောင်းစင်းမြေကိုဂါဂနာနာမပြောနိုင်ကြဘူးပြီးတော့ကျွန်တော်ကိုကျွန်တော်လဲမကျေနပ်စိတ်နဲ့အခါခါပြန်မိကြည့်တယ်ကျွန်တော်ကိုယ်တိုင်လဲအကြောင်းရှာလို့မရဘူးဒါပေမဲ့ဖွေးနှုတ်အလောင်းကိုကျွန်တော်ခငေးငေးကြည့်ရင်ကဖွေးနှုတ်ဖွေးဦးနဲ့ကျွန်တော်တို့ဖြစ်စဉ်တချို့ကိုခပြည့်ဖြည့်စဉ်းစားမိတယ်ဖြစ်စဉ်ကိုစဉ်းစားရင်ကအဲ့ဒီဖြစ်စဉ်တွေကဖွေးနှုတ်နဲ့ပတ်သက်တဲ့အကြောင်းတစ်ခုကပေါ်လာတယ်ကျွန်တော်အစကပြောပါမယ် ကျွန်တော်ကြောင်းပြီးတော့အစိုးရအလုပ်လည်းမလုပ်ချင်တာနဲ့အယောင်းဝယ်တကူကောက်လို့တည်းပြည်မျိုးမှရှိတဲ့ဘေဒုတ်ထဲလို့အများကခေါ်ကြတဲ့နိုင်ငံသားဖြစ်အဟောင်းတဲတွေကိုဝယ်ပြီးကျွန်တော်တို့စီမှာပြန်ရောက်တဲ့အလုပ်ပါຫນွေမိုးဆောင်ဆိုသလိုယာတီအလိုက်တင်းတော်တဲ့အဝတ်အထည်တွေကိုဝယ်ပြီးရောင်းရတာဆိုတော့ဆောင်းကုံလို့ຫນွေမိုးပါဆိုရင်ယောက်ျားရှက်အင်ကြီးတွေနဲ့မိမဝိအထည်လှလှကလေးတွေကိုကျွန်တော်ယူရောက်ပါတယ်တူတူပြောရရင်မိမဝိအထည်တွေကိုရောင်းရင်က ဖွေးနုတို့နဲ့အထူးသဖြင့်ဖွေးဦးနဲ့ကျွန်တော်ရင်းနှီးလာခဲ့တယ်။ဖွေးနုတဲ့ဖွေးဦးကအဝိစားပုံမှန်တဲ့သူကဘာမှမရှိသေးတဲ့ကျွန်တော်စီကဒီဇိုင်းဆန်းတဲ့မိမဝိအထဲဆိုရင်ဘယ်တော့မှမငင်းဘူးအမြဲတမ်းအားပေးတယ်အမြဲတမ်းဝယ်တယ်တခါတလေမှညောင်ဦးရဲ့ဈေးကသူတို့ရွှေဆိုင်ရှိမှဘေရုတ်တဲတွေကိုပုံရောင်းခိုင်းတယ်တချို့ကျွေးယူတဲ့သူရှိရင်လေဖွေးဦးကတာဝန်ယူပြီးသူရွှေဆိုင်ကတစ်ဆင့်ရောင်းပေးတယ်အာမခံပေးတယ် အချောင်းဝဲလေဖွေးဦးကဝါသနာပါရီထဲမှာ၏ဂျာတော့ဖွေးဦးနဲ့ရင်းနှီးရင်းကဖွေးဦးပေါ်မှာကျွန်တော်စိတ်ညွန်လာ၏ပြောစရာကြံပါသေးတယ်ဖွေးဦးနဲ့ဖွေးဦးကရုတ်ချင်းသာစင်နေဇေယိုက်အပြုတ်မှုချင်းကတော့တော်တော်ကွာ၏ဖွေးဦးကအေးစေးတည်ငြိမ်သလောက်ဖွေးဦးကတွက်လက်ဖြက်လက်တဲ့နင်းနေရဲတင်းနေပွင်လဲနေလို့ဆိုရမေးတနည်းတော့ခင်မိတယ်လို့ဆိုရင်ရတယ်ပေါ့ဖွေးဦးလိုရှေးရုံမဆန်ဘူးသူကိုချစ်နေတယ်လို့ကျွန်တော်ကပြောလိုက်ရင်မေး ဖွေဦးကဟဟပပန်ရှိတဲ့အခြေကိစ္စမှာ မင်းကလေးကစပြီးခြေရင်းမစိုးရဘူးလို့အစင်ဆက်ထားခဲ့လို့သာကျမကငြိမ့်နေတာဒီထက်ကြရင်တော့ကျမကတောင်စပြီးတော့ခြေရင်းဆိုတော့မလို့ကျွန်တော်ဖွေးဦးတကူလုံးကို တင်းတင်းကြပ်ကြပ်ကြီးဖတ်ထားလိုက်တယ်ပိတ်ဆို့ထားတဲ့ရေလွဲပေါက်တခုကိုဖြန့်ချလိုက်တယ်လို့နေမလားမသိကျွန်တော်ရဲ့ပြင်းထန်တဲ့အခြေဟုန်တွေကဖွေးဦးတကူလုံးကိုဖြန့်ကျက်ကြရောက်သွားတယ် ခြေကြလို့၆လလောက်ကြတော့ဖွေးဦးကကျွန်တော်ကိုလက်ထပ်ဖို့ပူစားရည်ခဏစောင့်မအောင်အယောင်းဝယ်နဲ့ငွေစုထားရည်ပို့ပြီးတော့ပြေဆုံးသွားဟုတ်ပါရဲ့ကိုရဲ့သဘောကိုဥလက်ခံပါရည်အိမ်နောက်တစ်ခုတိဆောက်ကြရင်ငွေကြီးပြေဆုံးပါလိကျွန်တော်တို့နောက်ထပ်၃လလကြာရင်နှစ်ဖက်မိဘတွေကိုဖွင့်ပြောဖို့၆လကြာရင်လက်ထပ်ကြဖို့သဘောတူကြရည်ဒီနေရာမှာဖွေးဦးနဲ့ကျွန်တော်တို့ရဲ့ဆက်ဆံရေးကိုနည်းနည်းပြောချင်တယ် တယောက်ပေါ်တယောက်အမှန်တကယ်ချစ်ကြတဲ့စိတ်တယောက်တစ္ဆာကိုတယောက်ကယုံကြည်တဲ့စိတ်အပြင်လက်ထက်ကြဖို့ငွေကြီးအင်အားကလည်းပြည့်စုံနေတော့ကျွန်တော်တို့နှစ်ယောက်ဟာနှစ်ယောက်သာလွတ်လွတ်လပ်လပ်နေကြထိုင်ကြပါရဲ့မယိုသည့်စကားပြောရရင်တော့ရီစာဘဝထက်ကြော်လွန်ခဲ့ပါရဲ့ဒါပေမဲ့ဒီကိစ္စကို ကျွန်တော်တို့နှစ်ယောက်စလုံးမစိုးရိမ်ကြပါဘူးဖွေဦးကဆိုရင်ယုံကြည်မှုရဲ့တန်ဖိုးဆိုတာကို သိပါတယ်နော်တော်ယုံတန်ယုံယုံကြည်မှုနဲ့ မင်းကလေးတယောက်ရဲ့ဘဝကို စကားအဆုံးမပြောဘဲရှိနေတယ်။ဟုတ်ပါရဲ့ကျွန်တော်လည်းသူ့ကိုတန်ဖိုးထားပါရဲ့။ခိုင်ကြည်ကြည်တတ်တဲ့စိတ်ဓာတ်နဲ့နောက်ထပ်၆လကြာရင် ဖွေးဥကိုလက်ထပ်ယူဖို့ဆုံးဖြတ်ပေးသားပါ။ဒီမှာတင်ဖွေးနုနဲ့ပတ်သက်တဲ့အကြောင်းတစ်ခုကပေါ်လာတယ်။ကျွန်တော်နဲ့ဖွေးဥရီစားဘဝရောက်လာတဲ့အချိန်မှာဖွေးနုအကြောင်းကို ဖွေးဥကတစင်ကြားလာရတယ်။ဖွေးနုမှလည်းရီစားရှိတယ်။သူ့ရဲ့ရီစားကသူနဲ့စေတန်းနှောင်က အတူနေခဲ့တဲ့ ဇော်မြင့်ဆိုတဲ့လူရွယ်တယောက်ပဲသူ့ရဲ့မိဘတွေကပရိန်ဘူထောင်နေသူလည်းသူ့မိဘအလုပ်ကိုဝိုင်းကုလုပ်နေတယ်ထင်ပါရဲ့ဘာပဲဖြစ်ဖြစ်ဒီကိစ္စကြားရတာကျွန်တော်ဝမ်းသာပါတယ်ပြီးတော့သူတို့နှစ်ယောက်ရီစားဖြစ်တဲ့ကိစ္စကကျွန်တော်နဲ့ဘယ်လိုမှပတ်သက်ရှက်နယ်လာစရာ အကြောင်းမရှိဘူးလို့လေကျွန်တော်ထင်ပါတယ်ဒါပေမဲ့ကျွန်တော်အထင်မှားတယ်ဒီနေ့ကျွန်တော်အဖေနဲ့အမေကကျွန်တော်ကိုသူတို့ရှေ့မှာခေါ်တယ်တားရီအိမ်တော်ကြီးကိုပြောချင်လို့လို့အစားချပြီး ဖွေးနှုမိဘတွေကကျွန်တော်နဲ့ဖွေးနှုကိုသဘောတူကြောင်းလက်ထက်ပေးစားခြင်းကြောင့်လူကြီးချင်းစုံမိရာကစကားဆက်မိကြတဲ့ဒီတော့ကျွန်တော်မိဘတွေလည်းကျွန်တော်နဲ့ဖွေးနှုကိုသဘောတူတယ်လို့ပြောခဲ့ပြီး ခုမင်းသဘောကဘလို့လဲလို့ကျွန်တော်ကိုမိပါတယ်တို့မြင်တဲ့လောက်တော့ဖွေးနှုဟာအင်မတန်အေးဆေးတည်ငြိမ်တဲ့မိန်းကလေးတယောက်ပဲတို့တော့သဘောတူတယ်မင်းသဘောရောမိဘတွေကဒီလိုမေးရင်ကျွန်တော်မျက်နာကိုမော့ကြည့်တယ် ရုတ်တရက်ဘလို့ဖြေရမှမသိဖွေးဦးနဲ့ရီစားဖြစ်နေတဲ့အကြောင်းပြောရင်လေစကားကရှည်နေအောင်မေအကျိုးချောင်းကိုဇက်ဆောင်ခင်းရအောင်မေဒီတော့ကျွန်တော်စဉ်းစားပြရစီအောင်လို့ပဲပြီးဆက်လွယ်ပြောလိုက်ကြရဲဖွေးတို့မိဘတွေကသူတို့ဆိုင်ရှိမှကျွန်တော်အဝိထည့်ရောင်းနေတာကိုအယောင်ဝဲတမားတယောက်အနေနဲ့သူတို့လည်းအယောင်ဝဲတမားမှုမျက်စိကြနေတော့ဖွေးတို့နဲ့သဘောတူတာ ဖြစ်မှာပါနောက်မှကျွန်တော်တွေးကြည့်မိတယ် တကယ်လို့ကျွန်တော်ကဖွေးဦးနဲ့ကျွန်တော်အကြောင်းကို ဖွင့်ပြောလိုက်ရင် သူတို့သဘောတူမှာပါဖွေးဦးဟာဖွေးနှုတ်ရဲ့ညီမသူတို့ရဲ့သမီးပဲမဟုတ်လားဒါကြောင့်ဒီပြဿနာဟာတိတ်ပြီးစိုးရိမ်စရာမလိုဘူးလို့ကျွန်တော်ဖွေးဦးကို ပြောပြမိတယ်ဖွေးဦးကလည်းခေါင်းငိတ်လက်ခံပါရီဒါပေမဲ့အမကတော့သူ့ချစ်သူကိုစော်မြဲနဲ့ကွဲမှာကိုတိတ်တောင်နေတာပြီးတော့သူ့ကိုမိဘတွေကကိုနဲ့အတင်းစီစဉ်ငါညမလေးချစ်သူကို လူอยู่တယ်လို့ဖြစ်မှလည်းတိတ်ဆိုးရင်နေထိုးထိုးပြောပြီးသူရှိမှရင်တရှောင်းရှောင်းငိုရဲလို့ဖွေးဦးကကျွန်တော်ကိုပြန်ပြောပြရဲအဲ့ဒီတော့ဥတို့နှစ်ယောက်ကိစ္စကိုလေလူကြီးတွေကိုအမြန်ဖွင့်ပြောပြီးအမြန်ဆုံးစီစဉ်မှာကောင်းမှာဟုတ်တယ်ဥဒါမှပြဿနာအလုံးအဆင်ပြေသွားမှာဟုတ်တယ်ဒီအစီစဉ်က ရှင်လဲလျှောက်တာပြားလဲဆွဲတာပဲအထူးသဖြင့်တော့နှလုံးရောဂါအခန်းရှိတဲ့ဖွေးနှုတ်ကိုစိတ်ဆင်းရဲမဲ့ကိစ္စကိုမကြုံစီခြင်း စိတ်ကူးညံကောင်းလို့အထင်းငော့ကလေးတခုအစဉ်ပြေးသွားတာဖြစ်တယ်။အခြေအနေကြောင့်ဖွေးဦးနဲ့မြ мян နီးရမှာကြောင့်ကျွန်တော်ဝမ်းသာသွားတယ်။အဲ့ဒီတုန်းကဝမ်းသာလို့ရင်လောက်တတ်တဲ့ကျွန်တော်အကျင့်အတိုင်းနှစ်ရက်သုံးရက်ဇာတ်တိုက်ပဲညနေတိုင်းအရက်တောက်လိုက်မိတယ်။အရက်မူတော့ချစ်တဲ့ဖွေးဦးကိုတွေ့လိုက်ခြင်းနဲ့ပြီးတော့ဖွေးဦးနဲ့တွေ့ဖို့တတိတွေကလည်းကျွန်တော်စိတ်ထဲမှာဘလို့ကဘလို့ရောက်လာမှမသိအမှန်ကတတိလိုအထင်မှားနေတဲ့စင်ကျင်တုံတရားကင်းမဲမှုပါ ကျွန်တော်ဘလောက်များစင်ကျင်တုံတရားကင်းလိုက်တယ်ဆိုရင်ကျွန်တော်အဝေးအထည်ဝယ်ပြီးပြည်ကနေအပြန်မှအရက်တော့ပြီးညာရှိနိုင်လောက်ထင်ပါရဲ့ကျွန်တော်ဖွေးဦးတို့အိမ်ကိုရောက်သွားရဲ့လူမိုက်ကန်ကောင်းလို့ဆိုရမယ်ရောက်တော့သူတို့အိမ်မှာလူတယောက်မှမရှိတိတ်ဆိတ်နေရဲ့ကျွန်တော်ကသူတို့အိမ်ပြီးကလေကားကနေအိမ်မော်ရောက်အောင်တက်လာရဲ့ဒါပေမဲ့တက်နေရင်ပဲတောက်ထားတဲ့အမှုရှိန်ကတရရိပ်တက်လာရဲ့ လေကားထိတ်မှထွန်းထားတဲ့မီးလုံးဟာကျွန်တော်မျက်စိထဲမှာမှိတ်လိုက်လင်းလိုက်ဖြစ်ပြီးခြေလက်ဘက်လင်းနေတယ်။ဒါပေမဲ့ကျွန်တော်အိမ်မော်ဓာတ်ကိုရောက်သွားပြီ။နောက်တစ်ခုကန်ကောင်းပြန်တာကဖွေးဥအိတ်ခန်းဟာပိတ်မထားဘူး။စီယုံမဲစီထားတယ်။ကျွန်တော်ကိုယ်ကိုမမတ်ထိမ့်ပြီးအခန်းတကားကို တွန်းဝင်လိုက်တယ်။ဖွေးဥကိုအခန်းအတွင်ကဝေအားနေတဲ့မီးရောင်နဲ့အိယာထဲမှာလှဲနေတာတွေ့ရတယ်။ကျွန်တော်စိတ်တွေရေကာတာကြီးကျိုးပေါက်တယ်လို့ဖြစ်သွားပြန်ပြီ။ ဖွေးနှုတ်အလောင်းကိုကြည်ရင်ကအခုကျွန်တော်တခုခုကိုတတိယမိတယ်လို့ပဲဒါပေမဲ့အဲ့ဒီတတိယလိုက်တာကိုမဟုတ်ဘူးလို့ထင်လိုက်ပြန်နေဖွေးနှုတ်အလောင်းကိုကျွန်တော်ဆက်ကြည့်နေတယ်ဖွေးနှုတ်ကောင်းမှာဝီနေအောင်ပန်းထားတဲ့စပယ်ပန်းတွေကိုလမ်းမြင်ရတယ်အခန်းထဲမှာလီးငိမ့်နေပါတယ်ဒါပေမဲ့ပန်းထားတဲ့ပန်းတွေကဝေဝဲနေတယ်လို့ထင်ရတယ်ကျွန်တော်နှကောင်းထဲမှာစပယ်နံတင်းတင်းရနေတယ်ဘာကြောင့်လဲမသိပါကျွန်တော်ကလည်းစပယ်နံတွေရနေတယ်လို့ပဲ သူတည်တဲ့အကြောင်းကိုစဉ်းစားရင်ကျွန်တော်စိတ်ရောကိုယ်ပါ အတွေးလွန်နေမိတာပါ။သူနဲ့ကျွန်တော်နဲ့ကိုမိဘတွေကအတင်းပေးစားမှကြောက်လို့ဒီအဖြစ်မျိုးဖြစ်သွားရတာမဟုတ်ဘူးဆိုရင်ဖွေးနှုတ်သေးရတဲ့အကြောင်းကတရားခံရှာလို့မရပါ။တွေးလေစဉ်းစားရခက်လေအဖြစ်မပေါ်လေပါပဲ။ကျမကတော့ကိုယ်အမရင်ကိုဆုံးရှုံးရတာဆိုတော့သူတကာထပ်ပို့ပြီးတော့ဝမ်းနေပါလေ။ဝမ်းနေတာအပြင်တသားသားယူကြုံမရဖြစ်ပြီးကြေကွဲနေတာပါ။ ဒါပေမဲ့ကျမချစ်သူကိုစောကျော်ရွှေနဲ့အမချစ်သူကိုစောမြင့်တို့ကိုပြီးတော့ကျမအဖေအမေနဲ့ပုံဝင်းချင်းအတိုင်းဝိုင်းတွေလို့အမတေးရတာကိုတွေးရခက်ကြီးဖြစ်နေမိအစားဘာကြောင့်တေးရတာလဲလို့အကြောင်းစင်းမြစ်ကိုမြေလန်ရှာကြည့်ခြင်းနဲ့လောကမှာအကြောင်းတရားမဲတဲ့အကျိုးတရားဆိုတာမရှိလို့လေကျမတို့ဖះရှင်ကဟောကြားခဲ့ပါတယ်အခုအမတေးရပြီဆိုတော့တေးတဲ့အကြောင်းချင်းကလည်းအမှန်တကယ်ရှိရမယ်တွေးကြည့်ရမယ်လို့ ကျမစိတ်ဆုံးဖြတ်မိတယ်။အမဖွေးနှုတ်ဟာသူတကာထက်စိတ်နှူတယ်၊စိတ်မခိုင်ဘူး။ဂျင်းနှုတ်လည်းဝမ်းနည်းလွယ်တယ်။အထူးသဖြင့်ဝမ်းနည်းစရာနဲ့ကြုံရရင်နှစ်ရက်သုံးရက်မျက်ရည်လဲရွယ်ဖြစ်လို့မဆုံးဘူး။ဒါကတော့ကျမကိုယ်တွေဒါကြောင့်များကိုစောကျော်ရွှေနဲ့အမကိုမိဘတွေကသဘောတူပြီးအတင်းပေးစားရင်အမဟာကျမရဲ့ချစ်သူကိုလူယူလိုက်တယ်လို့ဖြစ်မိပြီးတော့သူသိတ်ချစ်တဲ့ကိုစောမြင့်နဲ့လည်း ရှင်ခွဲကွဲရမယ်ဆိုတာကို တွေးမိလို့ကျွန်ုပ်နှုတ်စိတ်ဆင်းရဲတဲ့ဒဏ်ကိုခံစားရင်အဖန်905ကဘာခံရမယ်အလုံမျိုးကိုမိုက်တိမိုက်ကန်လှုပ်လိုက်တာလားမဖြစ်နိုင်ဘူးလို့ကျမတင်နေအဲ့ဒီရက်တွေကအိယဝင်းချင်းတညမှာအမနဲ့ကျမကျမတို့အချောင်းကိုစကားဆက်မိရကမနိုင်ကောင်းနိုင်ကောင်းမမရေအခုဖြစ်နေတဲ့ကျမတို့ရဲ့အဖြစ်ကသူဝနသားမဆက်နေတူနေဘလို့ဤဒီလိုလေးမမရေ ။သူဝနသားမမျှပြေခံရတာကိုဝမ်းနဲ့ကြေကွဲစရာတခုလို့ကျမမှတ်ယူမိတယ်။ဒါပေမဲ့ဇက်ဆုံးအောင်သိပြီးတော့သူဝနသားမရွှေအိုထမ်းလာတာကိုမိဘနှစ်ပါးစလုံးမြင်ရတာဟာပီနီရက်ခမင်းကမျှနဲ့ခွင်းလိုက်တဲ့ဇက်အစကြောင့်လို့ကျမတွေးမိတယ်။ဒီတော့သူဝနသားမသွေးစိမ်းရှင်ရှင်ထွက်အောင်မျှနဲ့အပြည့်ခံရတာဟာကြေကွဲစရာမဟုတ်တော့ဘူးလေ။ဘာဆိုင်လို့တော့ဟိုကပါရမီအရင်မှာကြီးလေဟုတ်ပါတယ်မမရဲ့ အသေးကိုမြားနဲ့ခွင်းလိုက်တယ်လို့ကိုစောကျော်ရွှေနဲ့မမကိုမိဘတွေကသဘောတူကြတယ်ဆိုတဲ့အဖြစ်ကြောင့်ကျမတို့ကလည်းကျမတို့နေအောင်ချစ်နေကြပါတယ်လို့မိဘတွေကို ဖွင့်ပြောရတော့မယ်။အဲ့ဒီတော့တမီးရင်ဖြစ်တဲ့ကျမကိုလေမိဘတွေက ကိုစောကျော်ရွှေနဲ့သဘောတူရတော့မယ်။ပြီးတော့ကိုစောမြင့်နဲ့မမလေးကျမရဲ့အပြောကြောင့်အမကအိယာတွေကပြုံးနေပြီးတော့အပြုံးတဝက်နဲ့ကျမရဲ့မျက်နာကိုစောင်းငယ်ကြည့်တယ်။နှုတ်ကဖွင့်မပြောပြီးမယ်။ ပြောရင်လေမြ мян ပြောလိုက်ကြ၏ဆိုရဲအတိတ်ပေတွေသူမျက်နာမှာပေါ်နေတယ်။ကျမကကိုစောကြော်ရွှေပြီးကိုအဝိအထဲတွေသွားဝယ်နေကြောင်းဒီအနှစ်ရဲ့အတွင်မှာပြန်ရောက်မယ်ထင်ကြောင်းရောက်ရောက်ချင်းကိုစောကြော်ရွှေနဲ့ကျမမိဘတွေကိုဖွင့်ပြောလိုက်မှာဖြစ်ကြောင်းအမကလေတပြေးပြေးနဲ့မှန်မှန်ရှင်းပြားတယ်။ပြောရရင်တော့အဲ့ဒီတုန်းကဂျေနက်ပီတီဖြစ်နေတဲ့အမမျက်နာကိုမြင်ရတာဟာကျမတို့အိတ်ခန်းထဲမှာလာမင်းကြီးတာနေတယ်လို့ပါပဲ။နောက်တော့ ပြီးတော့လေလို့အမကစကားစတခုကိုပြောရင် ရှေ့မဆက်ဖေးနေတယ်။ခုနကပြုံးတုံးတုံးမျက်နှာဟာတဖြည်းဖြည်းတည်လာတယ်။ဝေကြီးမှုံမိုင်းသွားတယ်လို့ပဲ။ပြီးတော့မှအမကလာမဲ့တနေ့ခုနေနေညနေမှာဖေဖေနဲ့မိမိကမမကိုခေါ်ပြီးတော့ကိုစောကြရွှေတို့အိမ်ကိုသွားကြမလို့တဲ့။မလုပ်ဖို့လေကြောင်းလန်းမို့လား။မဟုတ်ပါဘူး။ညစာထမင်းစားကြဖို့တဲ့။အဲ့ဒီအကြောင်းတွေကိုလည်းပြောကြမှာပေါ့ဤ။ ်ပြောရင်းနဲ့အမအတန်ကဒိတ်သွားတယ်။တပြင်းရှိုက်တန်တချို့လေးကြားရတယ်။နောက်ဆုံးမမတော့လိုက်မသွားချင်ဘူးဤလို့သူဆန္နာကို ဖွင့်ပြောတယ်။အိုးခဏလေးပဲဟန်ဆောင်ရမှာပဲမမရေလိုက်သွားလိုက်ပါ။ချက်ချင်းကြီးတော့မမကိုကိုစောကြွှေရူအိမ်ကိုထားမပြစ်ခဲ့ပါဘူး။ကျမကအရှင်းဖောက်ပြီးပြောလိုက်မှအမမျက်နှာမှာအပြောင်းလဲတချို့တွေ့ရတယ်။စိတ်သက်သာသွားတယ်ပုံမှန်ပဲ။အဲ့ဒီတော့ရှင်းရှင်းလေးပါ။ဒီနေ့မနက်ဖြန်ဆိုသလို ပြည့်ပြည့်သွားမယ့်ကိစ္စအတွက်အမဟာဘလို့လုပ်ပြီးကိုကိုကိုတီချောင်းကြံစီဟာအကြောင်းရှိမလဲနောက်တစ်ခုအမသေးပြီလို့သိတဲ့မနက်ကဆရာဝန်မှတ်ချက်တွေရဲရဲစစ်ချက်တွေအရာအမဟာအိတ်ဆေးတွေအလွန်ကြုံတော့ပြီးတေးရတာလို့ဆိုရင်ငင်းစရာမရှိပါဘူး။ဘာကြောင့်လဲဆိုတော့တခါတည်းအိတ်မပြောဖြစ်တဲ့တည်းအဖေတော့ဘူးဆရာဝန်ထောက်ခံစာနဲ့ဝေထားတဲ့အိတ်ဆေးပလင်ကအမအိတ်ရဘေးကိုရောက်နေလို့ပဲ။ဒါပေမဲ့အမနဲ့ကျမဟာတခါနေ တအိတ်ရာထဲမှာအတူအိတ်ကြတာပါအဲ့ဒီနေကမှတ်မှတ်ရရအမဖေဖေမေမေတို့နဲ့အတူကိုစောကျော်ရွှေတို့အိမ်ကိုညစာထမင်းသွားစားရမယ်နိညနေပိုင်းကို ရောက်တော့ငါမသွားချင်ဘူးအေးစိတ်ထဲမှာကျဉ်ကျက်တယ်ပြီးတော့ဘာကြောင့်မှမသိဘူးငါရင်တွေအရန်ခုန်နေတယ်လို့ပြောလို့အိုးမမကလေခဏလေးပဲဟာခဏကြာအောင်ဖြောင်းဖြားရသေးတယ်ညနေ6နာရီကျတော့ကျမထမင်းမြန်မြန်စားပြီးအပြေထွက်ဖို့လုပ်တယ် ရက်ွက်ထဲကဘီရိုယုံမှာဘီရိုကြည့်ဖို့ပါအမကိုဖြောင်းဖြပြီးအဖေနဲ့အမေအလေးမှာကျမဘီရိုယုံကိုထွက်လာခဲ့တယ်ဗီဒီယိုကြည့်ပြီးကျမအိမ်ပြန်ရောက်တော့ညစင်နိုင်လောက်ရှိပြီအဖေနဲ့အမေတို့အိတ်ထဲအောက်ထပ်မှာတကားပိတ်မိမိထားကြပြီအပေါ်ဓာတ်ကဆေးထားတဲ့တကားကိုတွန်းဖွင့်ပြီးကျမအခန်းထဲကိုဝင်လိုက်တော့အေးရပေါ်မှာငုတ်တုတ်ထိုင်နေတဲ့အမကို အခန်းမီးရောက်မိမ့်မိန်နဲ့တွေ့ရတယ်ဟဲမမမအိတ်သေးဘူး ျမကအဝေစားလဲရင်းနဲ့ပြောတော့ဟုတ်တယ်အိတ်မပြောလို့ဒါပေမဲ့အမတန်ကတက်မျိုးပဲစိတ်တို့နေတယ်လို့လို့ဖွင့်ရလို့လို့အဖြစ်တစ်ခုကို မျိုးသိမ့်ထားရတယ်လို့လို့နောက်တော့ဘာရဲမဟုတ်ဘူးဖြက်ကနဲ့အမမျက်နာကိုလှည့်ကြည့်လိုက်တယ်ဟုတ်တယ်အမတခုခုကိုစိတ်တို့နေတယ်ဒါမှမဟုတ်မကြေနပ်စရာတွေသူ့ရင်ထဲကိုစုပြုံရောက်ရှိနေတယ်ကျမတက္ကနဲ့တိလိုက်တယ်ကိုစောကျော်ရွှေတို့အိမ်မှာအမမကြေနပ်စရာတွေကြုံခဲ့ရလို့ ကျမအဝေးစားလဲပြီးအိမ်ရပေါ်မှာလှဲအိမ်မဲလှုပ်တုံးဟင်တအိမ်ရလုံးစပယ်ကုန်းပြက်တွေပြန့်ကျဲနေပါလားအိမ်ရတွေလည်းတွန့်ကြီးလို့တိတ်စိတ်မတူပါနဲ့မမရဲ့စပယ်ပန်းလေးတွေတနာပါတယ်တော်စားဖွေဥအမရဲ့အတန်ကမာဆက်ဆက်ကြီးအိမ်ရပေါ်မှာရှိတဲ့စပယ်ကုန်းပြက်တွေစီကစပယ်နဲ့တွေကျိုင်းလို့တင်းလို့ကျမမျက်တောင်တွေဆင်းလာပြီးအိတ်ချင်ပြီဒါကြောင့်ကျမအိမ်ရပေါ်ကိုလှဲအိမ်လိုက်တယ် ခေါင်းနဲ့ခေါင်းအထိလိုက်တယ်ဆိုရင်ပဲကျမအိပ်ပျော်သွားတယ်မနှံလင်းတော့ဟုတ်တယ်မနှက်9နာရီထိအိပ်ပျော်နေတဲ့အမကိုကျမနှိုးရင်းကလှုပ်နှိုးရင်းအမအသက်မရှိတော့တာကျမသိရတယ်အဲ့ဒါဟာအမမသေးခင်ညကနောက်ဆုံးအဖြစ်ပြပါပဲအမရဲ့အဖြစ်ဆိုးကိုတွေးမိရတဲ့နောက်ဆုံးအမဟာကိုစောတော်ရွှေတို့အိမ်မှာအပြင်းအထန်စိတ်ထိခိုက်စရာတွေကြုံရလို့နှလုံးရောဂါသေးပြီးပြီးစိတ်မထိန်နိုင်မဲ သူ့ကိုယ်သူတီချောင်းကြံသွားတာပဲလို့ကျမကောက်ချက်ချမိတယ်။ဒါပေမဲ့အမေတို့ကပြောတော့အဲ့ဒီညကအမကိုစောကြော်ရွှေတို့အိမ်ကို သူတို့နဲ့လိုက်မလာဘူးလေ။ဘလို့ပါလဲ။ထူးခြားတာတစ်ခုပဲပြောစရာရှိတာကတွန့်ကျင်နေတဲ့အိယာခင်းတွေနဲ့အပိုင်ပိုင်ပြက်ပြီးပြန့်ကျဲနေတဲ့တပေကုန်းတွေပဲ။ကျမမတွေးတတ်တော့ဘူး။ဒါပေမဲ့အเจ้าမဲတဲ့အကျိုးတရားဆိုတာလောကကြီးမှာမရှိပါဘူးလေ။စာရေးသူဆရာမကိုလေဂျေဇုတင်မာရီ ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးကြတဲ့တပူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။ကျမကတော့တင်ဆက်သူမဆန်နာပဲဖြစ်ပါရရှင်။